မင်္ဂလာပါသားတို့မျိုးရေဒီချဲကတော့ Grade 7မြန်မာစာကိုသင်ကြားပေးမဲ့ဒီချဲ AQ ဖြစ်ပါတယ်အခုသင်ကြားပေးမဲ့သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ20ဝကြယူအပိုင်း1ကတားပုတ်အပေါင်းအဖြစ်ကတားအပေါင်းကရိယာပုတ်သင်ခန်းစာလေးပဲဖြစ်ပါတယ် ောက်သမီးတို့ရေဝါကြယူအကြောင်းလေးတွေကိုချယ်ရို့ graces မှာလည်းသင်ကြားခဲ့ပြီးဖြစ်ပါတယ်။အခြေခံအားဖြင့်ကတားဘုတ်တစ်ခုနဲ့ကရိယာဘုတ်တစ်ခု ပါဝင်တဲ့ဝါကြကိုဝါကြယူလို့ခေါ်ပါတယ်။တရကခလေးငိုသည် ခွေးဟောင်သည်ပန်းပွင့်သည်သူပြန်လာသည် မိုးရွာသည်စသည်တို့ပဲဖြစ်ပါတယ်။ဒါဆိုရင်တော့အခုဆက်ပြီးဒီဝါကြလေးတွေကိုကြည့်ကြရအောင်နော်။ မဟောတရာကပညာရှိဖြစ်သည်ဒီဝါကြလေးမှာဆိုရင်တော့မဟောတရာကကတ္တာပုံအပေါင်းပညာရှိ အဖြစ်ကတ္တာအပေါင်းဖြစ်သည် ကရိယာပုံပဲဖြစ်ပါတယ်ဒီဝါကြလေးမှာဆိုရင်မဟောတရာက ကတ္တာပုံဖြစ်ပြီးဉာဏ်ပညာရှိကြောင်းကို အဖြစ်ကတ္တာပညာရှိကထင်ရှားစေပါရဲ့ကွယ်အမရာဒီမိမ့်မမြတ်ဖြစ်သည် အမရာဒီကတားပုတ်ဖြစ်၍မြင့်မြတ်သူဖြစ်ကြောင်းကို အဖြစ်ကတားမိမ့်မမြတ်ကထင်ရှားစေပါတယ်။ဥမောင်သည်စံသားဆရာဖြစ်သည်။ဥမောင်သည်ကတားပုတ်ဖြစ်၍သဘင်ညက်ကြောင်းကို အဖြစ်ကတားစံသားဆရာကထင်ရှားစေပါရဲ့ကိုယ်။အဖြစ်ကတားရဲ့တာဝန်လေးကတော့ကတားရဲ့ဖြစ်ပုံရှိပုံကိုပုံမထင်ရှားစေခြင်းပဲဖြစ်ပါရဲ့ကိုယ်။ အခုတီချဲတင်ကြားပေးခဲ့တဲ့သင်ငန်းစာကောင်းစဉ်လေးကတော့သင်ငန်းစာ20ဝက်ကြာယူအပိုင်း1ကတားပုတ်အပောင်းအဖြစ်ကတားအပောင်းကရိယာပုတ်သင်ငန်းစာလေးပဲဖြစ်ပါတယ်။သားတို့သမီးတို့လည်းဒီသင်ငန်းစာလေးကိုနားလည်သဘောပေါက်လိမ့်မယ်လို့တီချဲယုံကြည်ပါတယ်။တီချဲသင်ငန်းစာလေးကိုဒီမှာရင်ရက်နာပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။ အခုတင်ကြားပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ20ဝက်ကြာယူအပိုင်းနှစ်ကတားပုတ်အပေါင်းကံပုတ်အပေါင်းကရိယာပုတ်သင်ခန်းစာလေးပဲဖြစ်ပါတယ် ကတားပုတ်အဖြစ်ကတားနဲ့ကရိယာပုတ်ပါဝင်သောဝကြယုံမှာအဖြစ်ကတားဟာကတားရဲ့ဖြစ်ပုံရှိပုံကို ပုံမထင်ရှားလာစေပါရဲ့ကွယ်အခုတိချေကကရိယာရဲ့ပြုလုပ်ခြင်းခံရသောကံပုတ်ကိုဝကြမှာအတုံးပြုပုံကိုတင် जा ပေးမှာပဲဖြစ်ပါရဲ့ရွှဲကုံတဲ့ကရွှဲကိုရောင်းသည်ရွှဲကုံတဲ့ကကတားပုတ်ရွှဲကိုကံပုတ် ်ရောင်းသည်ကရိယာပုတ်ဒီဝါကြလေးမှာဆိုရင်ရွဲသည် ကံဖြစ်သည်ကိုသည်ကံနောက်ဆက်ဖြစ်သည် ရွဲဟုသော စကလုံးသည်ရောင်းသည်ဟုသော ကရိယာပုတ်ရဲ့ကံဖြစ်ကြောင်းကိုထင်ရှားစေပါရဲ့ကွယ်ဆေးစရာသည်လူနာကိုစောင့်ရှောက်သည်ဆေးစရာသည်ကတ္တာပုတ်လူနာကိုကံပုတ်စောင့်ရှောက်သည်ကရိယာပုတ်ဒီဝါကြလေးမှာဆိုရင်လေ လူနာသည်ကံဖြစ်သည်ကိုသည်ကံနောက်ဆက်ဖြစ်သည်လူနာဟုသောစကလုံးသည်စောင်းလျှောက်သည်ဟုသော ကရိယာပုတ်ဤကံဖြစ်ကြောင်းထင်ရှားစေပါ၏ကိုယ်ကံပုတ်သည်ဝကြတခုတွင် ကရိယာဤပြုလုပ်ခြင်းကို ခံရပြီးကံနောက်ဆက်စကလုံးမှာကိုဖြစ်ပါ रे ကိုယ်အခုတီချဲတင်ချပေးခဲ့တဲ့သင်ငန်းစာကောင်းစဉ်လေးကတော့ တင်ငန်းစာ20ဝကြယိုအပိုင်း1ကတားပုတ်အပေါင်းကံပုတ်အပေါင်းကရိယာပုတ်တင်ငန်းစာလေးပဲဖြစ်ပါရဲ့ကွယ်သားတို့သမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်လိမ့်မယ်လို့တိချေယုံကြည်ပါတယ်။တိချေသင်ခန်းစာလေးကိုဒီမရင် နားပါမယ်။နောက်စာသင်ချိန်မှာ ပြန်တွေ့ကြရအောင်နော်။ ခုသင်ကြားပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ20ဝကြယူအပိုင်း3ကတားပုတ်အပေါင်းကံပုတ်အပေါင်းအဖြစ်ကံအပေါင်းကရိယာပုတ်သင်ခန်းစာလေးပဲဖြစ်ပါရဲ့ကွယ်တော်သမီးတို့ရေတီချဲဝတ်ကြလေးတစ်ကြောင်ဖတ်ပြပေးပင်နော် အနောယထာမင်းသည်ကြံစစ်သားကိုစစ်သူကြီးခံသည်ဒီဝါကြလေးမှာဆိုရင်အနောယထာမင်းကတာပုံကြံစစ်သားကိုကံပုံစစ်သူကြီးအဖြစ်ကံခန့်သည်ကရိယာပုံဒီဝါကြလေးတကြောင်ထဲမှာ ကတာပုတ်ကံပုတ်ကရိယာပုတ်တို့အပြည့်အဖြစ်ကံတစ်ခုတိုးလာတာကို တွေ့ရပါရဲ့ကွယ် ၎င်းဟာ ကံပုတ်အားတစုံတစ်ခုပြုတ်လုတဲဆိုတာကိုထင်ရှားစေပါရဲ့ဆီယာမသည် မောင်မောင်ကိုအတန်းကောင်းဆောင်ခံသည်ဆီယာမသည်ကတားပုံမောင်မောင်ကိုကံပုံအတန်းကောင်းဆောင်အဖြစ်ကံခန့်သည်ကရိယာပုံဒီဝါကြလေးမှာမောင်မောင်သည် ကံဖြစ်သည်အတန်းကောင်းဆောင်သည် အဖြစ်ကံဖြစ်သည် အတန်းကောင်းဆောင်ဟူသော အဖြစ်ကံစကလုံးသည် ကံပုတ်ကိုတစုံတစ်ခုပြုတ်ကြောင်းခင်ရှားစေပါရဲ့ကွယ်အခုတီချဲတင်ကြားပေးခဲ့တဲ့သင်ငန်းစာလေးကတော့သင်ငန်းစာ20ဝကြယူအပိုင်း3ကတားပုတ်အပေါင်းကံပုတ်အပေါင်းအဖြစ်ကံအပေါင်းကရိယာပုတ်သင်ငန်းစာလေးပဲဖြစ်ပါတယ်သားတို့သမီးတို့လည်းသင်ခန်းစာလေးကို နားလည်သဘောပေါက်မယ်လို့တိချေယုံကြည်ပါရဲ့ကွယ် ဒါဆိုအခု teacher ကမြမစာသင်ခန်းစာလေးကိုဒီမရင်ရက်နာပါမယ်နော်။သားတို့သမီးတို့လည်း teacher ရဲ့သင်ပြရှင်းပြမှုတွေနဲ့အတူနားလည်သဘောပေါက်ပြီးအောင်မြင်မှုပန်းနိုင်ကို ရောက်ရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရယ်ကွယ်။